အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော် ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေခုနှစ်ယောက်တာသမီအားလုံးတော့ပေါ့လေ hospital နေ့တစ်ခုကျွန်တော်အဲ hobby ကျင်လို့ပေါ့လေနော်အဲ့တော့ဒါဒီခုနှစ်ယောက်တာသမီအပေါင်းအားလုံးကိုကိုစားပြုပါတယ်ကနော်တဦးတယောက်တည်းကိုကိုစားပြုတဲ့ hospital မျိုးမဟုတ်ဘူးဒါလေးကိုရိုက်ကူးရင်ကောင်းမလားမကောင်းမလားဆိုပြီးကျွန်တော်အချိန်တော်တော်ကြာကြာလေးစဉ်းစားခဲ့တယ်ပေါ့လေအဲဒီကလာမှာတော့ကျွန်တော်ရိုက်ကူးလေးလုပ်ပြီးတော့တင်ပေးလိုက်ပါအောင်မယ်ဆိုပြီးတော့စစ်ကူးလေးပေါက်လာလို့ပြန်နော်အခုကျွန်တော်ဒီရိုက်ကူးလေးလုပ်တဲ့အချိန်ဆိုရင်ဒါကျွန်တော် 19ရက်နေ့ပေါ့လေနော်19ရက်နေ့ညမှာကျွန်တော်ရက်ကြီးစလုပ်တော့ဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့လက်ရှိကျွန်တော်တို့ဒီခုနှစ်သက်ကြွလေးတခုအကူအပြောင်းဖြစ်သွားပြီပေါ့လေ2025လဲရောက်လာတာပေါ့အဲ့တော့အဲ2025ဒီကိုကနန်းဖြစ်တယ်ပေါ့လေ2025ကိုပေါင်း9ရက်ဒါလည်းအားလုံးသိပြီးသားပါပဲဗျာနော်ဆိုတော့ဒီကိုကနန်းကြတဲ့နှစ်မှာအားလုံးတို့ခြုံပြီးဟောစတာနေ့ကျွန်တော်မဟောပြီးခဲ့ဘူးပေါ့လေဟောတဲ့ခါမှာကျွန်တော်ဟောလို့ရှိရင်တခြားဟာလေးတွေဖြစ်မှာဆိုလို့အတတ်နိုင်ဆုံးလေးရှောင်းတယ်သို့တော်လည်း အဟောမယ်ဆိုလို့ရှိရင်တချို့ရှောင်းဝန်ဆောင်လေးတွေတည်ကြတဲ့အခါမှာပြင်ဆင်လို့ရတာမျိုးတွေဖြစ်မယ်ဆိုတော့ကောင်းစေခြင်းနဲ့စိတ်ဆန္ဒလေးကိုယူဆပြီးတော့ကျွန်တော်ဒါလေးရိုက်ကူပြီးတော့တင်ပေးမယ်ဆိုပြီးစိတ်ကူလို့အခုလိုမျိုးဟောတာပေါ့လေနော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကိုးကနန်းကြတဲ့နှစ်ပေါ့လေအဲ့တော့အဲ့ကိုးကနန်းတွေကျွန်တော်တို့မြန်မာတနိုင်ငံတွေကိုကိုးစားပြုကြတာမဟုတ်ဘူးကမ္ဘာတစ်ခုလုံးကိုးစားပြုပြီးကြတာပေါ့လေဆိုတော့အဲ့ကိုးကနန်းတွေကျွန်တော်တို့ကအဲ numerology လို့ခေါ်တဲ့ဒီကနန်းပေတင်နဲ့အဲယူမယ်ဆိုလို့ရှိရင်သူက အင်ကာဂျိုကိုစားပြုတယ်လို့ခေါ်ရပြန်နော် ကိုကနန်းဒီအင်ကာဂျိုရဲ့အထိတ်မှဖြစ်တာတွေ့ရတယ်အင်ကာဂျိုကဘာလဲဆိုတော့စစ်နှစ်ဖျားကိုကိုစားပြုတယ်ဗျာအင်ကာဂျိုဆိုတော့ကစစ်နှစ်ဖျားတို့မြည်ဒီမှာဖြတ်စီတတ်တဲ့သဘောတရားပါရှိတာပေါ့လေအဲ့တော့ဒီလိုကိုကနန်းကြပြီးဆိုရင်အဲ့လိုကြတဲ့နှစ်တည်းမှာဘာဖြစ်လဲဆိုတော့ကဘာနဲ့ချီပြောတာနော်တူဦးတယောက်တည်းကိုပြောတာမဟုတ်ဘူးပေါ့လေကဘာတဝမ်းပေါ့သူကကိုကနန်းကြပြီးဆိုရင်အဓိကနံပါတ်တကမီဘေးနဲ့ပတ်သက်တယ်လားတယ်နော် မိလောင်မှုကြီးကြီးမားမားကြီးတွေဖြစ်တယ်ဆန်ကျင်တင်းတဲ့မိလောင်မှုတွေဖြစ်တယ်ပြီးရင်မုန်တိုင်းပေါ့လေအဲမုန်တိုင်းမှာလည်းတော်ရုံတော်ရုံဖြစ်နေကြထဖြစ်နေကြမုန်တိုင်းတွေကပို့ပြီးကြီးထွားတဲ့မုန်တိုင်းဘေးပေါ့လေအဲ့တော့ဒီကမိဘေးတို့မုန်တိုင်းဘေးတို့ဒါအပြင်ပောက်ကွယ်တတ်တဲ့အရာတွေလို့ခေါ်တယ်နော်မိတောင်ပောက်တာတွေအပြင်ဆက်လက်နဲ့လျောက်ပောက်ကွယ်မှုကြီးကြီးမားမားကြီးပြင်းထန်တာဒါလည်းအဲ့ဒါတွေအပြင်ကမှလက်နက်ဘေးလို့ခေါ်တဲ့အဲ့လိုဘေးရည်ရည်တွေနဲ့ကြုံရတတ်တဲ့နှစ်လို့ခေါ်တယ် အဲ့ဒါဒီမြန်မာတပ်နိုင်ငံအတွက်တခုလည်းမဟုတ်ဘူးကဘာတခုလုံးကြော်ကောင်းတဲ့ဂိမ်းလို့ခေါ်တာပေါ့လေဒါချုပ်ပြီးတော့ပြောကြတာပေါ့အဲ့ဒီတက်ကမှဒီကိုကနာနဲ့ဒါရိုက်တက်ဆိုင်နဲ့နိုင်ငံနေနိုင်ငံနေအများကြီးရှိကြတာပေါ့လေတချို့မရှိတဲ့သူတွေလည်းရှိတော့အပြင်းအပြော့တွေကတော့ကွာခြားမှုတွေရှိတယ်ရှိတဲ့သူတွေကတော့ပိုပြီးပြင်းထန်စွာခံစားတတ်တဲ့ဂိမ်းထဲမှာပါတယ်ဗျာနော်ဆိုတော့ဖြစ်လာလို့ရှိရင်အဲ့ကိုကနာရဲ့ဒုက္ခပီဒာတွေကကျွန်တော်နောက်တစ်ခါပြန်ပြောမယ်မိဘေးမုံတိုင်းဘေးရေဘေးပောက်ကွဲတတ်တဲ့အရာတွေကြုံရတာခြုံထက်တဲ့လက်နက်ဘေးအန်တွေကြုံရတာဆိုပြီး ကဘာကြီးမှာအဲ့လိုမျိုးကြုံရတတ်တယ်လို့ကျွန်တော်တို့အယူဆအဲ့လိုလိုယူဆပါတယ်ဗောလေကျွန်တော်အနေနဲ့ဆိုတော့ဒါကြောင့်ဒီလိုမျိုးဖြစ်ကြတယ်ဖြစ်တဲ့အခါမှာကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေတာဟုတ်ဗျာနော်အဲ့တော့ကဘာတခြားလုံးမှာဒီလိုမျိုးကြီးဖြစ်တတ်တဲ့ gain ရှိတဲ့အပြင်ကိုယ့်ရဲ့နိုင်ငံနေနိုင်ငံတွေပေါ်မူတည်တဲ့နိုင်ငံရဲ့ကံတရားတွေပေါ်မူတည်ပြီးတနိုင်ငံနဲ့တနိုင်ငံတော့မတူကြဘူးဗောလေဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တစ်ချက်လေးပြန်ကြည့်ကြည့်တယ်ဗောလေဆိုတော့နိုင်ငံရေးဟော့စတောင်းလိုမျိုးကြီးဖြစ်သွားမှာဆိုလို့ကျွန်တော်အတတ်နိုင်လို့ရှောင်တယ်ဗောလေမဟုတ်ခြင်းဘူးအမားယူနစ်တွေဖြစ်တတ်တယ် ို့တော့အားလုံးအတွက်ကျွန်တော်ခြုံပြီးတော့ဟောစနာလေးနည်းနည်းလေးထည့်ပြောပေးခြင်းလို့ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရခဲ့တာ၄ရက်တလ1948ခုနှစ်မှာလွတ်လပ်ရေးရခဲ့တယ်ပေါ့လေဇန်နဝါရီလ၄ရက်မနက်၄နာရီမိနစ်20လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့မှာရခဲ့တယ်ကျတော့၄ကဏ္ဍသမားဖြစ်တာတွေ့ရတယ်ပြီးတော့အဲ1948တလပိုင်း၄ရက်အားလုံးကိုကဏ္ဍတစ်လုံးနဲ့ရအောင်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကိုးကဏ္ဍရတာသူကတွေ့ရတယ်အဲ့တော့ကဘာတစ်ခုလုံးကိုကိုကနန်းကစိုးမိုးတဲ့အချိန်မြန်မာနိုင်ငံရဲ့မူလ လွတ်လပ်ရေးရခဲ့တဲ့ဇာတာအရာလဲမြန်မာနိုင်ငံဒီဒီအလုံးပေါင်းပေါင်းခြင်းဒီကိုကနန်းရတဲ့ထက်မှာပါတဲ့အတွက်သွားပြီးအကျုံးဝင်တဲ့ထက်မှာပါတဲ့အတွက်ခုနကကျွန်တော်ပြောတဲ့ဘေးအန္တရာယ်လေးတွေကပို့ပြီးတော့ကြုံရတတ်တယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါတယ်အဲ့ဒါအပြင်လွတ်လပ်ရေးရခဲ့တာက၄ရက်နေဆိုတော့၄ကနန်းလို့ခေါ်တာပေါ့နိအဲ့၄ကနန်းကကိုကနန်းနဲ့ရံပတ်သွားကြတော့အကျိုးမပေးဘူးလို့ဆိုကြပါသူပြန်နော်အဲ့တော့ပဏိပခာလေးတွေပို့ပြီးတော့ဖြစ်တတ်တဲ့ဂိမ်းထဲမှာသွားပါတာပေါ့အဲ့ဒါလေးတစ်ချက်သွားတတ်တွေ့ရတယ် အဲ့ဒါအပြင်ကျွန်တော်တို့ဒီစုစုပေါင်းပေါင်းချင်းကိုးရတာကိုဒီအခု2025ကကိုးရတယ်ဆိုပြီးကိုးနဲ့ကိုးနဲ့ပေါင်းလိုက်တော့ကျွန်တော်78ရတယ်ဗျအဲ့78ခဏလေးကဘာကိုကိုးစားပြုလဲဆိုရင်ကျွန်တော်တို့ numerology လို့ခေါ်တဲ့ဂဏန်းပေတင်မှာလပြည့်ဝင်ပြီတခုနဲ့သူကနမိတ်ပုံပြတယ်လပြည့်ညမှာဗျထိနေတာနေတဲ့လပြည့်ဝင်ပြီပေါ့လေအဲ့လပြည့်ဝင်ပြီကနေသွေးသေးတွေကမျက်ရည်အဖြစ်နဲ့တစိမ့်စိတ်စီးယူကြနေတာမျိုးလေးတွေတွေ့ရတယ်သွေးမျက်ရည်တွေကကဘာမြေပေါ်ကြာရောက်လာတယ် အဲ့ချိန်မှာအောက်ကနေပဲစာလောင်နေတယ်ပေါ့လေဒီမြေခွေးတကောင်နဲ့ဝင်ပြီးတကောင်နဲ့ပါးစပ်လေးဟာပြီးတော့သူကအဲ့သွေးဆက်တွေကိုခံယူနေတာမျိုးတွေတွေ့ရတယ်အဲ့ဒီအချိန်မှာပဲ၆ဆက်ကနေဒီပဇွန်လုံးလို့ဂဏန်းလုံးလို့ခေါ်တာပေါ့လေအဲ့ဒါတွေကလည်းဒီမြေခွေးတွေဝင်ပြီးတွေကိုအားချပြီးတော့အဲ့သွေးတွေကိုတောက်တုံဖို့အတွက်သူ့နဲ့ကအလူရက် ပြေးတက်လာတာမျိုးကို တွေ့ရတယ်ဗျဆိုတော့ဘာပြောချင်တာလဲဆိုတော့အဲ့လို16ကဏ္ဍကြပြီဆိုလို့ရှိရင်အဲ့လိုနမိတ်ပုံကြပြီဆိုရင်ဗောလေအဲ့အချိန်မှာစကားများတတ်တယ်ဆိုတော့ အဲကျွန်တော်တို့မြန်မာနိုင်ငံကဒါမိသားစုကြီးတစ်ခုဆိုကြပါသူဗျာနော်အိမ်တော်စုတစ်ခုပေါ့လေနော်ဆိုတော့အဲ့ချိန်မှာအဲ့လိုကင်ကင်မျိုးကြပြီးဆိုအဲ့မိသားစုကြီးဘာဖြစ်တတ်လဲဆိုတော့ तू ကစကားများတတ်တယ်လို့ခေါ်တယ်။ရံပဋိပက္ခတာပြင်းထန်တယ်။ तू ကအပြင်အလူတွေနဲ့ဖြစ်ရင်ပြင်မဖြစ်ရင်ကိုယ်မိသားစုအချင်းချင်းပြန်ပြီးရံပြင်းထန်တတ်တယ်။နော်အဲ့ကိုကနာကြရင်ပိုဆိုးတယ်။အဲ့ဆက်ရှစ်ဆိုတဲ့ကနန်းကြတော့ပြီးတော့ဒီအချိန်မှာအလုံးအလုံးကိုရံများတယ်ဆိုတဲ့ကံကာလမျိုးကြားရောက်နေတာတွေ့ရတယ်။သွေးထွက်တန်ယူတွေဖြစ်တယ်ဆိုတဲ့ကိဒါအပြင်တဘာဝဘီအန်ဒီရီတွေတမလည်း မိဘအန်ဒီရီမကြမကြကြုံရတတဲ့ပြီးရင်ရေဘေးဒီပြီးတော့မုန်တိုင်းဘေးပြင်းထန်တဲ့ပောက်ကွဲတတဲ့အရာတွေစတဲ့ဒီကံတရားပို့လို့လိုက်တဲ့မကောင်းတဲ့အန်ဒီရီလေးတွေကြုံရတတယ်ဗျဆိုတော့ဒီကာလမှာဘေးအန်ဒီရီလေးကအများကြီးများတော့အဲဒီကာလကြုံနေရတဲ့မိသားစုတွေအနေနဲ့ပေါ့လေစိတ်ရိုက်စရာကြီးစိတ်မချမ်းမြေ့စရာအနေအထားမျိုးတွေညနေကျမဲ့စရာအနေအထားမျိုးတွေဒီရောက်လာတတ်တဲ့ကာလလို့ခေါ်တဲ့အတွက်အန်ချိတ်ပြီးခံဖို့လိုတယ်ဗျာနော်ဆိုတော့ ပြောရတာတော့အားရကြမကောင်းဘူးလေကောင်းမှုအတွက်ပြောရရင်တော့တမျိုးပေါ့လေသို့တော့ဒီကံတရားတွေကြိုသိတဲ့အခါမှာအဲကိုကိုကိုရှောင်လို့ဆောင်လို့ရအောင်ဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဖြစ်အားလေးလုပ်နိုင်အောင်ကြိုးစားလို့ရတာပေါ့လေနော်မသိတာထက်သိလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတာပေါ့ဒါအပြင်ဒီမြန်မာနိုင်ငံကြီးလေကနန်သမားဖြစ်တယ်လို့ခေါ်တာပေါ့အဲ့တော့၄နဲ့၉နဲ့ပေါင်းလို့ရှိရင်ဘာရလဲမင်း73ရတယ်ဗျအဲ73ဆိုတဲ့ခဏအောင်လေကျွန်တော်စက်ကြည့်တော့ဘာဖြစ်လဲဆိုတော့အယိုးစုပုံတစ်ခုနဲ့ပြတာတဲ့တေမင်းရဲ့နမိတ်ပုံပေါ့လေသူက မင်းဖြူကြီးစီးပြီးတော့အလန်နာကြီးကင်ပြီးတော့သေမင်းကဆင်းလာတယ်ဆိုတော့ဂိမ်းမျိုးကြီးဖြစ်တယ်သူကအသေးပဲဗျအဲ့မှာမကောင်းတဲ့အနိဋ္ဌာယုံအာယုံကြီးများတာပေါ့လေအထူးသဖြင့်မိသားစုကြီးတကူဆိုလို့ရှိရင်ဒီတနင်္ဂနွေနာလေးကြောက်ပေါ့လေတနင်္ဂနွေနာဆိုတော့ကအိမ်တော်ဦးစီးတွေကြောက်ပေါ့လေအစင်မပြေမှုတွေတွေခက်ခဲမှုတွေတွေပင်မဆင်းရဲမှုတွေတွေဘေးရန်တွေကြာရောက်တာမျိုးဆိုတာမျိုးတွေကြာရောက်တဲ့ကာလလို့ခေါ်တယ်အဲ့လို73ကဏ္ဍကြာပြီဆိုရင်အနောက်တိုင်းလောကီပညာရှင်တွေဆိုအရန်အရန်ကြောက်ကြတာအဲ့73ဆိုတဲ့ကဏ္ဍပေါ့နိဆိုတော့ တိမ်မင်းကိုကိုစားပြုတဲ့အတွက်အရန်ကြောက်ဖို့ကောင်းတာပေါ့ဆိုတော့စဉ်းစားကြည့်ပေါ့နိအဲ့တော့ဘယ်ဘက်ကကြည့်ကြည့်ကျွန်တော်ကြည့်ရအားလုံးဒီဖြစ်တဲ့ကံလေးတွေကတော်တော်လေးများတယ်ဖြစ်ခင်ဘာတွေဖြစ်မလဲကျွန်တော်ခုနပြောသလိုရံပရိပခါတွေအံပရာများပြီးတော့မိပေပောက်ွက်တဲ့အောင်ပြင်းပြင်းထန်ထန်ပောက်ွက်တဲ့လက်နက်ပေတွေကဘာကြီးကြားတယ်ကြားလိုက်ပြင်မှာကိုကနန်းတွေပါတဲ့ဒီနေရာဌာနတွေကပို့ပြီးတော့ဒီလိုအဖြစ်မျိုးတွေကြုံရတာမျိုးဖြစ်တယ်အဲ့တော့ခုနရတာသမီးအားလုံး အဲရေဘေးအတွက်လည်းပြင်ဆင်ထားဖို့ကြံပေးခြင်းနဲ့မီးဘေးအတွက်လည်းမီးတွေပါလျက်စစ်ပစ္စည်းတွေတုံးဆွဲတဲ့အခါမှာအထူးသတိထားရှောင်ရှားဖို့အကြံပေးခြင်းနဲ့လုံးဝမပေါ်ဆက်ပါနဲ့ပြီးတော့မိုးရသည့်ရောက်တဲ့အခါမှာလည်းမိုးကြောင့်ဖြစ်လာတဲ့မုန်တိုင်းဘေးအန္တရာယ်လေးတွေကြုံရတတ်တယ်ပြင်းထန်တဲ့ပောက်ကွယ်တတ်တဲ့အရာတွေလည်းကြုံရတတ်တော့ဘာသာရေးကိုအရင်အထပ်ပို့ပြီးဖိပစီစီတွေလုပ်ပေးမယ်အဲ့တော့ဒီအန္တရာယ်လေးကြုံအောင်ဘာသာရေးဖိလုပ်တဲ့အပြင်မကောင်းတဲ့အင်္ဂါနံတွေရဲ့အညာခိုက်လေးတွေပြေပြောက်ဖို့အတွက်ပေါ့လေဘော်ဒီညောင်ပင်မှာညောင်လေးတွေထောက်ပေးစေခြင်းလည်းပဲနော် ဆိုတော့ညောင်လေးတွေထောက်ပေးမယ်ပြီးရင်အင်္ဂါနာနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့လေမကြမကြဒီနှစ်ထပ်မှာအလူဒါနာလေးတွေဝိုင်းဝန်းပြီးတော့လုပ်ပေးကြဖို့အကြံပေးခြင်းနဲ့အဲကျွန်တော်သဘောအရဆိုတော့ဒီနှစ်ထပ်မှာဖြစ်နိုင်လို့ရှိရင်ပေါ့လေဒါကျွန်တော်တို့ပြောက်တဲ့ယူဆချက်ပါအင်္ဂါနာနဲ့ပတ်သက်တဲ့ရည်ရည်လေးတွေဖိဖိစီစီလေးခြေချစေချင်တာပေါ့လေနော်ဆိုတော့ body ညောင်မျိုးညောင်ထောက်ပေးရတယ်နော်အဲပြီးလို့ရှိရင်စာကလင်းကလေးတွေရရင်စာကလင်းကလေးတွေအင်္ဂါနေ့တိုင်းလို့လုပ်ပေးနိုင်ရင်ကောင်းတယ်ဗျာနော်ပြီးတော့ sun sea စာအဲ့လိုဟာမျိုးတွေမကြောင်ကြာလူပေးရတယ်။ဂျမ်းမာကြီးထွက်တယ်ပြီးနေမကောင်းတဲ့သူတွေရှိရင်အဲဒီစေဘူဓာတ်စာလေးတွေတတ်နိုင်တော့လူပေးရတယ်ဗျာနော်။ပြီးတော့ဇီဝိဒဒါနလို့ခေါ်တဲ့အသက်ဘေးလေးတွေမကြာမကြာလွတ်ပေးရတယ်ဗောနိ။ဆိုတော့လွတ်တဲ့ခါမှာလောင်းမှာတခြားဟာတွေဓာတ်စာရင် စာကလေးငယ်လေးတွေပါလေးစုံပို့ပြီးတော့ကောင်းတာလေးတွေတွေ့ရတယ်ဗျာနော်။ဆိုတော့အဲဂျမ်းမာကြီးမကောင်းတဲ့စေယုံစေကန်းတွေများများအလူတန်းဒါနလေးတွေပြုတ်ပေးကြမယ်။အဲ့လိုမျိုးလေးတွေအင်္ဂါနာနဲ့ပတ်သက်တဲ့ဟာလေးတွေအញ្ញံခိုက်ကြည့်ဖို့အတွက်အဲ့ဒါလေးတွေကိုပုံမှန်ရရလေးတွေ ဝိုင်းဝန်းလောက်ကြမယ်ဆိုရင်တော့အညံ့အကင်းတွေကြုံခဲ့ရင်တော့မှစိုးစိုးဝါးမဖြစ်တော့ဘဲနဲ့ကောင်းတဲ့ကံတွေကတော့အေကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်လို့အဲကျွန်တော်ဟောစရာလေးကိုဒီနားမှာပဲနှိကုံချုပ်ချင်တယ်တခြားခြားသောအကြောင်းအကျောင်းတွေကြောင့်ကျွန်တော်မပြောလိုက်ရတဲ့စကားလေးတွေအများကြီးအများကြီးရှိပါတယ်ဒီလောက်ဆိုရင်အဲကြုံတွေ့ရမယ်ဒီတဘာဝဘေးအန္တရာယ်တွေကိုရင်ဆိုင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာနော်ခொနည်းအသားမြီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေ